ဒီနေ့ပြန်ဆောင်ကြပြပြီဒီနေ့ကျွန်မပြောပြပေးမယ့်ကြောင်းရောကပေါ့နော်အာရွှေတွက်နီလေးတစ်ခုပါပဲရွှေတွက်နီကသူကပြောထားတာကတော့ဟိုရွှေရဲ့အရေးသေးတော့မပြောဘူးအာသူရဲ့ရွှေချိန်နဲ့ဈေးနှုန်းနဲ့ပဲသူပြောထားတယ်ပေါ့နော်သူကဗာမေးထားလဲဆိုတော့အာသူရဲ့ရွှေကိုဒီလောက်ဈေးနဲ့ပြန်ရောင်းမယ်ဆိုလို့ရှိရင်ဘယ်လောက်ရနိုင်မလဲပေါ့နော်အာအဲ့ဒါလေးကိုအာ တွက်ပြပေးမှာပေါ့နော်တွက်ပြပေးမယ်အဲဒါပေမဲ့တချို့ဟာကြတော့နည်းနည်းလေးပွက်လွှမ်းမှုတွေရှိမယ်နော်ကိုဝယ်ထားတဲ့ဟာ ਨੇ အဲ့ဒါအဓိကဝယ်တဲ့လူတွေပေါ့နော်ပြန်ရောင်းတဲ့အခါကျရင်တော့အာဥပမာကိုကရွှေထဲဆိုလို့ရှိရတော့အာဆွေကြိုးတို့ငကတ်တို့ဆိုလို့ရှိရင်တို့ကအာရော်တော်လက်ကားပြီးနှုတ်မှာပေါ့နော်အဲ့ဒီခါကျရင်တော့နည်းနည်းကျွန်မတွက်ထားပေးတာနည်းနည်းကိုကိုလည်းမရှိမှာပေါ့နော်အာဒီတိုင်းပါမှမနှုတ်ပဲနဲ့ တွက်ပြတဲ့ဟာပဲဂျမကတွက်ပြပေးမှာပေါ့နော်အားကြောင့်မို့လိုက်ကြည့်ရအောင်နော်သူကအာနပဲနဲ့တရွေးကိုတဲ့69သိန်းစီနဲ့ပြန်ရောင်းရင်တဲ့ဘယ်လောက်ရမလဲတဲ့အာသူရေးထားပြတာတော့6000နဲ့6သိန်းနဲ့9000ပဲဒါပေမဲ့6သိန်း9000တော့မဖြစ်နိုင်ဘူးလေနော်အဲ့ဒါကြောင့်မို့ကျွန်မတော့69သိန်းနဲ့ပဲ စီနဲ့ပဲအာအဲ့ဒါတက်ပြပြီပါတော့เนาะအာနှစ်ပဲနဲ့တူရွေးဆိုတော့တူရွေးကိုရွေးဆိုလို့ရှိရင်အာကျမတို့ကရွှေတွက်နေတွေတွက်တဲ့ခါကျအနောက်နေစတွက်မယ်တစ်အစားရှိပါเนาะတူရွေးကိုမရှိနေစားမယ်တပဲမှာရှိရရှိလို့အာပြီးလို့ရှိရင်အပေါင်းနှစ်ပဲနှစ်ပဲဆိုလို့ရှိရင်နှစ်အစား16အာတစ်ချက်မှာ16ပဲရှိလို့ပါเนาะပြီးရင်အမြောက်69သိန်းစင်နဲ့တွက်တဲ့ခါကျရင်အာသူပြန်ရောင်းရင်ရမယ်ဈေးကအာ9သိန်း 1000နဲ့6400နဲ့6ကြက်ရမှာပေါ့နော်အဲ့ဒါကိုကျွန်မကနန်းတွက်စက်နဲ့တွက်ပြပေးမှာပေါ့နော်တေးအစာ6အပနေအစာ16အမြောက်69ဒေး69ဒေး ဈေးနဲ့အဲ့မှာ6သိန်း1000နဲ့6400နဲ့6ကြက်ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့ဒါကြောင့်မို့ဒီမေးထားတဲ့ဒီမင်းကိုကို မေးထားတဲ့ကျမရဲ့ fan လေးပေါ့နော်အဲ့ဒါဒီဟာကိုဒီလောက်နဲ့ကျမပြန်ရောင်းတဲ့ခါကျရင်ပြန်ရောင်းတဲ့ခါကျရင်ဒီနှစ်ပဲတရွေးကိုပြန်ရောင်းရင်69သိန်းဈေးနဲ့ပြန်ရောင်းမယ်ဆိုလို့ရှိရင်ဒီလောက်ရတယ်ပေါ့နော်အဲ့ဒါလေးကိုဒီနေ့တွေ့ပြပေးတာဖြစ်ပါတယ် ကဲဒီဗီဒီယိုကိုဆောင်ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်အားလုံးကောင်းသောနေ့လေးဖြစ်ကြပါစေ။